အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တာဂိတာဝိုင်းတရားရှိတော်ဖရာမြောက်ဘက်ဆောင်းနံပါတ်ပေးနေဟောနေတဲ့ဆရာထိုက်အောင်ပဲဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတနင်္လာသားသမီးများအတွက်16ရက်ကနေပြီးတော့24ရက်အတွင်းဒီပတ်တည်းမှာကြုံတွေ့ရမယ်ကံကြမ္မာအကောင်းဆုံးကိုတဲရော့ကပ်ပြေနမိတ်ပတ်ပြီးဟောကြားပြမှာဖြစ်ပါတယ်တနင်္လာသားသမီးရဲ့ဒီကာလမှာအလုတ်လျှောက်ထားတဲ့လူဆိုရင်တော့အလုတ်မရသေးပါဘူး စတုလုပ်ငန်းလုပ်တဲ့လူဆိုရင်တော့အကြံစီတွေပြတ်သွားတတ်ပါတယ်။နောက်ဒီကာလကကိုယ်ရည်မှတ်ချက်ရည်ရွယ်ချက်တွေပြတ်သွားတတ်တယ်။အတူယူဆိုင်ဖို့လိုတယ်၊တတိထားဖို့လိုပါတယ်။လက်ရှိအချိန်မှာဝင်ငွေအဆမတန်မြင့်သွားမဲ့ကာလလည်းဖြစ်ပါတယ်။နော်လက်ရှိငွေကြေးအချိန်ကတော့ကံကောင်းနေတဲ့ကာလလည်းဖြစ်ပါတယ်။ မိတ်ဆွေနဲ့ပတ်သက်လာရင်စကားများတာပြဿနာတက်တာရံဖြစ်တာအဲ့ဒါမျိုးတွေကြုံရတတ်ပါတယ်ဒီလိုဆိုင်ပါအထူးသဖြင့်စနေအင်္ဂါတာသမိတွေဆိုရင်ဘယ်လိုဆိုင်ဖို့လိုပါလဲပြီးရင်ရှင်တော့ပြီးရင်ဇမ္မာရီကယောဂဟောင်းတွေပြပေါ်တတ်တယ်အနာဟောင်းတွေပြပေါ်တတ်တယ်ရဝေးရောက်နေတဲ့မိသားစုဝင်တွေနေအိမ်ကိုရောက်လာတတ်တယ်ကွဲကွာနေတဲ့မိသားစုတွေပြန်လဲစုံစည်းရလိမ့်မယ် စိတ်ဝမ်းကွဲနေတာဖြစ်ဖြစ်မတင်မြတ်တာဖြစ်ဖြစ်ဒီကာလမှာပြန်လဲချစ်ခင်တင်မြတ်သွားမယ်ကာလလည်းဖြစ်ပါတယ်သာသမီနဲ့ပတ်သက်လာရင်တော့ပညာကောင်းတွေရမယ်ဆရာကောင်းသမားကောင်းတွေတွေ့မယ်သာသမီနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာစရာဝမ်းသာစရာတွေကြုံရမယ့်ကာလလည်းဖြစ်တယ်ဒါမှမဟုတ်ရင်တို့တို့သာသမီနဲ့ပတ်သက်ပြီးတော့မွေးနေ့ပဲလုပ်ပေးရတာเนาะသာသမီကိုမစင်းခံပေးရတာ เนาะအဲ့လိုမျိုးတွေပြုလို့ရတဲ့ကာလလည်းဖြစ်ပါတယ်ဒီကာလမှာတော့အောက်လက်ငယ်သားလူရလူရင်းတရိထားပါဂယုဆိုင်ပါသူတို့တွေကိုဒုက္ခပေးတယ်နှောက်ရတတ်တယ်ငယ်ရသူများဘုရားတော့အခြေမှာစစ်သူဝိုင်းဝိုင်းလည်းနေတဲ့ကာလလည်းဖြစ်ပါတယ်ကိုယ်နှစ်ဦးနှစ်ယောက်ကနေပြီးတော့ ိုးပန်းတာနော်အခြေအေးဆိုတာတွေခံရမဲ့ကာလလည်းဖြစ်ပါတယ်အခြေအေးမှလည်းအထူးကံကောင်းနေတဲ့ကာလလည်းဖြစ်ပါတယ်အိနော်ရှင်များဘုရားတော့အိနော်ဘက်အနေနဲ့ပြဒနာတတ်တာအမှုကိပြဒနာတွေကြုံရတတ်ပါတယ်အဲတော့ကိုယ့်ရဲ့ခင်မောဘက်ကမှန်မှတာလည်းအဆင်ပြေမယ်တကယ်လို့ဘမကန်ဦးဆိုရင်တော့အမှုကိပြဒနာတွေကရှုံးသွားနိုင်ပါတယ်နောက်အိနော်ရင်းနဲ့ပတ်သက်ပြီးရင်လည်းအဆင်ပြေပါတယ်အဲ့တော့အိမ်တော်ဘက်နဲ့တစ်ချက်ချက် စကားများမကလာလိုက်ဖြစ်ပါတယ်ဂျမိုင်းနဲ့ပတ်သက်ပြီးဂျမိုင်းကောင်းပါတယ်အညာခိုက်မရှိပါဘူးဒါပေမဲ့တင်းကြိုက်မိနင်းတာတော့အသုဘပို့တာတော့မလုပ်ပါနဲ့ဒီကာလမှာဘာသာရေးကိစ္စတွေကိုယ်ရည်မှန်းတတ်တဲ့အဋ္ဌဒံကိစ္စတွေဒီကာလမှာကြံ့ကြာတော့တတ်ပါတယ်ပြီးတော့ပညာရေးကိစ္စတွေလည်းနှောင့်နှေးတော့တတ်ပါတယ် ဒီကလာမှာဆရာသမားလေးနဲ့ပတ်သက်လာရင်လည်းအဆင်မပြေတာတွေအသဘောရမလိုက်ဆိုင်တာတွေကြုံရမယ့်ကာလလည်းဖြစ်ပါတယ်အလုံးနဲ့ပတ်သက်ပြီးတော့အကြီးအကျယ်ကံကောင်းနေတယ်အလုံးနဲ့ပတ်သက်ပြီးတော့ထင်ပေါ်မှုတွေရမယ်အောင်မြင်မှုတွေရမယ်ကြော်ကြားမှုတွေရမယ်အလုံးနဲ့ပတ်သက်ပြီးတော့အဆက်အသွယ်ကောင်းနေเนาะကြီးခဲ့သူတွေကကူညီမာစားတာ စောက်ရှောက်တာခံရမဲ့ကာလလည်းဖြစ်ပါတယ်။တော့ဒီကာလအလုံးနဲ့ပတ်သက်လာရေးရဲလို့ပို့လို့ရတယ်။ရေးရဲဆုံးဖြတ်ဖို့လိုတယ်။ရေးရဲတွေးဖို့လိုတဲ့ကာလလည်းဖြစ်ပါတယ်။အဲ့တော့စွန့်စားမှုလောက်ရတဲ့အလုပ်တွေဆိုရင်ပို့ပြီးအဆင်ပြေမဲ့ကာလလည်းဖြစ်ပါတယ်။ဝေးကြီးကတော့ကိုမှန်းထားတာတဲ့နော်။အနေငယ်နောက်ကျပြီးမှလက်လာပါတွေပွင့်လာမယ်။ဝေးကြီးတွေအဆင်ပြေမယ်။နောက်တကယ်လို့ရာတို့ဟော အဲလာစာတိုးမဲ့ကိစ္စတွေရှိမဲ့ဆိုရင်လည်းကျွန်တော်တို့နောက်ကျပြီးမှလာစာတိုးတာတွေလက်ဆောင်ရတာတွေကြုံရမဲ့ကာလလည်းဖြစ်ပါတယ်ဝေးကြီးရောတပြည့်ပြည့်နဲ့ဝင်ဝင်များလာမဲ့ကာလလည်းဖြစ်ပါတယ်အဲ့တော့ကိုမရှိတဲ့အညာလေးပြောသဖို့အတွက်ဘုရားတဆူဆူရဲ့ဘုရဘူးတောင်းမှာအဝါရောင်ရက်တောင်လေးချောင်းလှူပြီးတော့ကိုမခက်ခဲနေတဲ့ခက်ခဲနေပြပြောဖို့အတွက်ဆူတောင်းမှာအဲ့လိုလှူထားလိုက်မယ်ဆိုရင်ကောင်းကျိုးချမ်းသာများ ရရှိသွားမှာဖြစ်ပါတယ်ခင်ဗျာ